ားလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်ကောက်လေးမုတ်တီတုတ်တဲ့အနှက်လေးပေါ့နော်အနှက်လေးကိုငါတက်တာလေးနဲ့အလွယ်တကူချက်ပြမှာပါရှင်အယူတရားကိုလိုချင်တလောက်ထဲပေါ့နော်ဟိုကဒီမှာငယ်ယူတီကိုလေးရွေးပြီးတော့ဟိုရင်းနဲ့အတောင်လေးတွေကြီးပဲထဲပေါ့နော်အဲ့ရလေးကိုစားရည်လေးနဲ့ပေါ့စားလေးတစ်စုံလောက်ထဲတဲ့ရင်းနှွေးလေးပွက်ပွက်ဆူအောင်တဲပြီးရင် ငယုတ်သေးလေးကိုထည့်ပြီးပြုတ်လိုက်ပါရဲ့ရသွားရင်တော့ငယုတ်သေးလေးချိန်လိုက်တာပေါ့နော်ချိန်တဲ့ဟာလေးကိုမရိုက်ပြတော့ဘူးနော်ကိုကကိုအဆင်ပြေတယ်လို့ဘလန်နာလေးနဲ့ပဲချိန်ချိန်ရင်လည်းချိန်မချိန်လည်းလက်ဆွဲလေးနဲ့ချိန်ပေါ့နော်အခုကဒီထဲမှာထည့်ရမယ်ငါပြီးမမျိုးတမျိုးကပုံမှန်သုံးနေကြထိုင်းငါပြီးရဲ့နောက်တမျိုးကကြောက်ဒီမှာသုံးနေလေဖားရည်သုံးနေကြငါပြီးရဲ့ဆိုပြီးတော့နှစ်မျိုးကိုထည့်သုံးပြထားရရှင်အဲစီလေးထည့်ပြီးစနေမုံလေးထည့်တယ်ခုနကကြိတ်ထားရေပေါ့နော်ငရုတ်သေးလေးထည့်တယ်ပြီးရင်လည်းမြန်မာငါပြီးပေါ့နော် မြန်မာငပိလေးထည့်လိုက်တယ်ထိုင်းငပိလေးပေါ့ပစုံငပိလေးထည့်တယ်ပြီးတော့ဒါအကြောင်းဖိုင်းစားတဲ့ငပိပေါ့ဖိလစ်ပင်းလူမျိုးတွေဒီမှာစားရငပိလေးပေါ့နော်ငပိရေကျုံနေရောအရသာလေးနည်းနည်းဆင်းနေရှက်အဲ့ဟာလေးထည့်လိုက်တယ်ပေါ့နော်အဲ့နောက်ခုထည့်ပြီးမွေလိုက်တယ်ပြီးရင်စားလေးနည်းနည်းထည့်တယ်စားလေးရောပူပူကဲကဲလေးထည့်အတုတ်တုတ်တဲ့နေရာကြာရင်ဟိုငပြားရေတွေပါရင်အများကြီးလိုက်เสียမလို့တော့အောင်ပေါ့နော်အဲ့ဟာထည့်တယ်အဲ့ပြင်ဟင်းချုံမုံထည့်တယ် ပြီးငါးတက်တာတပူရဲနဲ့ဒါချက်ပြသွားပါဘောနော်ဒါငါးတက်တာလေးတပူထည့်လိုက်တယ်ပေါ့ခုနငယူဒီအချိုးစားနဲ့ဆိုရင်တော့ငါးတက်တာတပူကလောက်လောက်တည်းရှင်အဲ့ဒါလေးနဲ့ထည့်ပြီးတော့လေရေလေးနည်းနည်းလေးငါးတက်တာပူလေးကိုချင်းမိထည့်လိုက်ပြီးတော့အဲ့ဒါလေးအဖုံးအုံတည်ထားလိုက်တာရှင်ငယူဒီကလည်းချက်ပြီးသားဖြစ်နေပြီပေါ့နော်အမှန်တိုင်းပဲအကြိုင်းနဲ့တည်ကြမလို့ဟိုကလေးရှိရဲ့အိမ်လေးဆိုရင်လေဒီလိုမျိုးလေးချက်ထိုင်ပို့အဆင်ပြေရဲ့ငယူဒီအစိမ့်နဲ့ဒါတိုင်းချက်တယ်ဆိုရင်တအားဝငယူဒီရဲ့ညှော်နဲ့ရရဲ့ပေါ့နော်အိမ်မှာကြတော့လေတာလီလက်ရှိတော့ ဟိုအညော်ရည်လဲဟိုကဖြစ်တော့တယ်အဲ့လိုမျိုးမချက်တော့ပြုတ်လိုက်တော့ပေါ့ဒါဟိုဟိုနှောရဲ့တငယ်ချင်းအသီးတငယ်ချင်းတယောက်ကပေးရနီးလေးပေါ့နော်သူအမြဲတမ်းချက်ပြီးတော့ဒီဟာလေးကိုချက်တယ်ပြီးတော့ရေကတဲ့တိုင်းမှာတင်ထားပြီးကိုစားချင်တဲ့နေကြရင်မုတ်ဖလေးကိုပြုတ်လိုက်တယ်ပြုတ်ပြီးတော့တုပ်စားလိုက်တာပဲပေါ့နော်နှောလည်းဒီနေ့ရောငါးလေးဒီလိုချက်လိုက်ပါရှင်ဒီမှာချက်ပြီးသားလေးရေကတဲ့တိုင်းတင်ထားမှာပါ ဒါလည်းအောင်မို့ဒီတုတ်စားပြတဲ့နေပေါ့နော်နောက်နေကြမှာဒါရစိတ်ကူပေါက်တာနဲ့ညနေပိုင်းလေးမို့ဒီတုတ်စားမယ်ဆိုပြီးတော့ဟိုနေရာချက်ထားရဲ့အာငပီချက်လေးပေါ့နော်ငါငပီချက်လေးနဲ့အခုမို့ဒီတို့ပြပါမယ်ရှင်ဟိုကော်ဖီကြရင်တော့ကော်ဖီလေးနည်းနည်းထည့်ပေါ့နော်တော့ကော်ဖီလေးအကျိုးကျိုးနဲ့ကြိုက်တော့လေကော်ဖီလေးနည်းနည်းထည့်တယ်မို့ဒီပဲလေးတပွဲစားပေါ့နော်တပွဲစားထည့်လိုက်တယ်ဒီတော့ငါပေါ့ခုနချက်ထားရဲ့ငရုတ်တီး ငါငပိချက်လေးကိုမဆုံးတော့ထည့်လိုက်တယ်ရှင်။ဆံပြီးတော့ရင်ပဲမုံလေးနည်းနည်းထည့်တယ်။ကိုလေးအာလူးချက်လေးချက်နိုင်တယ်လို့ပဲမုံချက်လေးချက်နိုင်တယ်ဆိုရင်တော့ပိုစားကောင်းမှာပေါ့နော်။ဒါတော့အလွယ်တကူပေါ့ပဲမုံချက်လေးရဲ့မကြီးလေးရဲ့ခင်းချုံမုံလေးရဲ့ငပြားလေးလေးနည်းနည်းပေါက်တယ်ပြီးတော့နက်နက်မင်းလေးများများနဲ့ပေါ့နော်။အဲရလေးတော့ပြီးနေစားရတော့အိုးအရသာရှယ်ပဲရှယ်ပဲရှယ်ပဲလောက်စားကြည့်နော်။ အခုအတန်သွင်းနေနေအောင်ပြန်ပြီးစာချင်းစီပေါက်လာပြီသတိတွေကြားလို့မယုတ်တီးအရသာပို့လို့ခြင်းနဲ့ဆိုရင်တော့နောက်ထပ်ထပ်ထည့်ပေါ့နော်အခုတော့ထည့်ပြထားရဲ့နှစွန်းနဲ့ဆိုရင်တော့ဒါမုတ်တီတပွဲစားကလုံလောက်ပါတယ်အရသာရှိရှိကိုဟိုဆက်လက်စတဲ့အရသာလည်းရှိရဲ့လွယ်လွယ်လွယ်ကိုရဲ့ပေါ့နော် ကိုစားခြင်းနဲ့အချိန်တိုင်းမှာလုံစားလို့ရရပေါ့အထူးကောင်လေနိုင်ငံခြားမှာနေရလူရေးဆိုရင်အများရန်ဝယ်စားနေလို့က စားကြတဲ့ဆိုရင်တော့တော့ပဲစားလို့ရမလွယ်ဘူးပေါ့နော်အဲ့လိုမလွယ်ချက်ပြီးရခဲ့တဲ့တိုင်မှာတင်ထားမယ်ဆိုရင်အနည်းဆုံးတစ်ပတ်လောက်ကတော့တော့စားလို့ရရဲ့ရှင်ပြီးတော့ဒါတော့အမြန်ဆုံးပေါ့ဟိုဘူဒီဟင်းကားလေးချလိုက်ပါတယ်လို့ဘူဒီဟင်းကားလေးနဲ့မုန်တီတုံးလေးနဲ့အာကိုစားလို့ကောင်းပါရဲ့ရှင်ခလိုကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်